ဒီနေ့မနက်မင်္ဂလာပါဒီနေ့မနက်တောင်းဘူကျုပ်မိုင်းတီလန်အကောက်ကနေပြီးတော့မှရေးထားတဲ့သူရခံစားချက်ကပြားလေးကိုဖတ်ရတယ်ဗောနော်ခံစားချက်ကပြားလေးမှာသူတို့ရဲ့အခက်အခဲတွေအားလုံးကိုတွေ့ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနိုင်ငံသားတယောက်အနေနဲ့ဒီသူတယောက်အနေနဲ့ရဲဘော်တယောက်အနေနဲ့နားလေစာနာနိုင်ပါတယ်ဖြစ်စဉ်တွေအကုန်လုံးကိုလည်းနားလည်နိုင်ပါတယ် ဒါပေမဲ့အဲ့ဒီမှာအချက်တစ်ချက်ရှိတယ်။မိုးကုန်းမြို့ကတောင်းလူမျိုးတွေတိဆောက်ထားတဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်မို့တောင်းပြည်နယ်တွေကိုပြန်ထည့်ခြင်းလို့တိုက်ခဲ့တာဆိုပြီးတော့မှဒါရေးထားတာတွေ့ရတယ်ပေါ့နော်။အဲ့တော့တောင်းမိုးကုန်းကိုတိုက်ခဲ့တာတောင်းပြည်နယ်မျိုးဒေါ်လန်ရဲ့စစ်တီတော်များအများပြပါဝင်ခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကတိုက်ခိုက်တာချင်းတူရယ်ဆိုရင်တော့ရွေချက်တွေကွာခဲ့ကြတယ်ထင်ပါတယ်။ ဒါအနည်းဆက်ဆုံးဥပမာတစ်ခုကိုပြောပြတာပါအဲ့တော့ကျွန်တော်တို့ຫນွေဦးတော်လန်ရေးမှာလဲຫນွေဦးတော်လန်ရေးပေါ်ပေါက်လာပြီးနောက်တိုက်ခိုက်ကြတဲ့တိုက်ပွဲအသီးသီးလဲကျွန်တော်တို့တိုက်ခိုက်တာချင်းတူတယ်ဆိုပေမဲ့ကျွန်တော်တို့ရည်ရွယ်ချက်တွေကွာတယ်ဆိုရင်အချိန်နှံကြရင်တော့ဆရာနာရှင်စနစ်အောက်မှာပဲတိုင်းပြည်ကပြန်ရောက်ဖို့အလားလားရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့တွေရည်ရွယ်ချက်တူညီမဲ့ချက်တူတိုက်ပွဲဝင်နိုင်ဖို့အတွက်ခိုင်မာတဲ့ constitution တစ်ခု ခိုင်မာတဲ့ဘုံသဘောတူညီချက်တစ်ခုခိုင်မာတဲ့နိုင်ငံရေးလမ်းစဉ်တစ်ခုတော့ငါးနှစ်ကြာလာတဲ့အခါမှာခိုင်ခိုင်မာမာရှိသင့်ပြီလို့ထင်ပါတယ်ပေါ့နော်အဲ့တော့လူထုကလည်းနှိုးဆော်ပါနိုင်ငံရေးအင်အားစုတွေနိုင်ငံရေးဦးဆောင်သူတွေကိုနိုင်ငံသားတွေဖြစ်ကျင်သော constitution တစ်ခုပေါ်ပေါက်လာပြီးတော့အဲ့ဒီ constitution ကိုဝိုင်းဝန်းအကောင့်ထဲပေါ်သောတော်လှန်ရေးတရက်မျိုးဖြစ်အောင်လူထုကအသံများများထွက်ပေးကြပါတရင်တပ်ဖွဲ့တွေကအသံများများထွက်ပေးကြပါ လူရုတော်လန်ရေးနှွေဦးတော်လန်ရေးလူရုတော်လန်ရေးကလူရုတော်လန်ရေးနဲ့တူသောတိုက်ပွဲမျိုးလူရုတော်လန်ရေးနဲ့တူသောရည်ရွယ်ချက်မျိုးနဲ့တိုက်ခိုက်ချင်ပါတယ်။ဒါကိုလူရုကအတန်များများထွက်ပေးပါ။နိုင်ငံရေးဥဆောင်အဖွဲ့တွေကခိုင်မာတဲ့ Constitution ရအောင်မြန်မာနိုင်ငံတွင်နေထိုင်သောတိုင်းရင်းသားအားလုံးနဲ့မြင်းမြန်ဆန်ဆန်မြန်မြန်ဆိုင်ဆိုင်နေနိုင်ပေးကြပါလို့ ကျွန်တော်တို့နိုင်ငံသားတယောက်အနေနဲ့ရေဘော်တယောက်အနေနဲ့တိုက်တွန်းပါတယ်ခင်ဗျာ။